ရိုနီကာရဲ့ညတုံးကလှုပ်ပြသွားခဲ့တဲ့အရာကတော့လုံးဝဝလက်ဖြားခါလောက်တယ်။တိုင်ပဲဖြစ်တဲ့ Junior Feathers အားဆိုရင်လည်းပဲခုချိန်မှာဆေးဦးမှာအသက်လူနေရတယ်လို့ကြားရတယ်။တော်တော်လေးကိုစိုးရင်ရတယ်ပဲဗျာ။ခေါင်းတော်တော်လေးထိသွားတယ်လို့သိရတယ်။ Ronica ဟာညတုံးကတကယ်ကိုမှသူ့ရဲ့လက်သီးတွေကပါဝါကပြင်းလွန်လှပါတယ်။သူပွဲချုပ်အင်တာဗျူးမှာပြောခဲ့တဲ့အတိုင်းပါပဲ။ Ronica ကဒီပွဲကိုအလဲထွန်းနဲ့အနိုင်ယူဖို့တော်လှောက်ဆောင်သွားပါမယ်တဲ့ဗျာ။ အလေးထိုးနဲ့အနိုင်ယူခြင်းလုံးလို့ဒီပွဲကိုထူးထူးခြားခြားယောက်ျားလေးဖိုက်တာတွေနဲ့ဂျီဘယ်လေဂျင်ပြင်ဆင်ခဲ့တယ်။ပြီးတခါကျတော့လုံးဝကိုတက်လုံးပိုင်းမကြအောင်အစားတော့ပိုင်းမှာလေကျန်တဲ့ပွဲတကာပွဲတွေထွက်ဒီပွဲကိုအများကြီးပြင်ဆင်ခဲ့ကြအောင်ဘရိုနီကာကပြောခဲ့တဲ့အတိုင်းတကယ်ပဲလုပ်ပြသွားခဲ့တယ်။ဘရိုနီကာကတော့သူ့ရဲ့ပြည်သက်တွေဟာမြန်မာနိုင်ငံကများတာဖြစ်တဲ့အတွက်ရှိပွေးတော့ကရှုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးစင်ချေတော့မပြီးချင်ဘူးဒါမဲ့ရှိပွေးတော့ကသူကအကုန်လုံးမှားသွားခဲ့ကြောင် နော်အထူးသဖြင့်တော့ဒီဘန်တန်ဝိတ်တန်းဝင်ဖို့အတွက်အစားတော့ပြင်ဆင်တဲ့ခါမှာလေလုံးဝကိုမှားသွားခဲ့ပြီးတော့လုံးဝကိုဒါတက်လုံးပိုင်းဆိုင်ရာမှာပွဲတွင်မှာဒုတိယအချီမှာဆိုရင်မရှိတော့တဲ့အချောင်းကိုရော်နီကာကယင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်ခုတစ်ခါမှတော့လုံးဝမသူတော့ဘူးသူအနေနဲ့အများကြီးပြင်ဆင်ထားတယ်ပြင်ဆင်ထားတဲ့အတိုင်းပဲတကယ်ဖြစ်လာခဲ့တာဖြစ်တဲ့အတွက်လုံးဝကိုအရန်ကိုကုတ်ကိုဂုံယူမိကြောင်းတော့အထူးသဖြင့်တော့ပြိုင်မဲ့ဖြစ်တဲ့ Junior Fathers ကကနေဘွဲဆက်တိုင်နိုင်ထားတဲ့သူဖြစ်တဲ့အတွက်အခုလိုမျိုးရှုံးခွေးမရှိတဲ့ fighter ကို အနိုင်ယူနိုင်တာဖြစ်တဲ့တော့မမိကိုကိုအရန်ဂုံယူမိကြောင်းဘရိုနီကာကဆက်လက်ပြီးတော့ရှင်းပြပါရယ်ဘရိုနီကာရဲ့ညာတော့ကတကယ်ကိုမှပါဝါပြင်းတဲ့လက်သီးတွေရော ပြီးတဲ့ကကြတော့ပုရှ်ကစ်တွေရောအရှောင်းအသိန်းတွေရောကလုံးဝတရားမှတရားရခိုင်တော့တော်တော်လေးကိုကောင်းမွန်ခဲ့တယ်လို့ပြောရပါမယ်။တစ်ဖက်မှာချီကျူးချင်တာကပြိုင်ပွဲဖြစ်တဲ့ Junior Feathers ပါ။ Ronica ရဲ့တလောက်ပြင်းအားပြင်းတဲ့လက်သီးတွေကို ခဏခဏလဲကြရလောက်တဲ့အထိခံရတာတော့သူကတကယ်ကိုမှအသည်းမာတဲ့သူနော်အဲဖိုင်တာလေးကအသက်ဆက်ကနှစ်ပဲရှိသေးတယ်တတော်လေးကိုဂျမ်းပါတယ်နော်ဖိုင်တာဆိုတာအဲ့လိုမျိုးဖြစ်နေရမယ်နောက်ဆုံးသူလုံးဝမခံနိုင်တော့တဲ့အခါကျမှသူကဒုတိယအချိန်မှာရှုံးနေသွားတာဖြစ်တဲ့ဒါမဲ့ရှေ့ပိုင်းနေမှာလဲကြရင်ပြန်ထားတဲ့ဖိုင်တာမျိုးလေးဖြစ်ပါတယ်ခုချိန်မှာဘရိုနီကာကလေအသူရဲ့ပြိုင်မဲ့ဖြစ်တဲ့ဂျူနီယာဖက်သက်စ်ကဆေးဟိုမှာတတော်လေးကိုစွန့်ရတဲ့အနေထားမှာရှိနေတဲ့အတွက်ဝါနေမီကြောင့်ပြည်သက်တွေကိုယင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်ဗျာ